ဒေါ်ဆန်းစုကြည်ကေတင်ချင်းမှတပါသူတို့ထွက်ပေါက်မရှိတော့ဘူးဆိုတဲ့အကြောင်းသူတို့ဖော်ပြလာတဲ့သတင်းစကားတွေအစင်ကျွန်တော်တို့ကြားသိရတယ်။အားလုံးပဲမင်္ဂလာပါ ANT Channel ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ Channel ဟာမြန်မာနိုင်ငံသတင်းထုတ်သတင်းဝန်တွေကိုနေ့စဉ်တရားတင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ Channel ကို Subscribe လေးနှိပ်ထားပေးဖို့ပြောကြားချင်ပါတယ်။ဒီကွန်တောင်းကလည်းပေးမတွေ့ဘူး။ကုလသမဂ္ဂအတွင်းမှုဂျော်ဟောင်းဘင်ကီမွန်အားချင်းကြီးလာပြီးတွေ့ခဲ့တောင်းတော့လည်းပေးမတွေ့ဘူး။နောက်တစ်ခါအာဆီယံပထမအခြေအာဆီယံဦးစလဲ လာတယ်ဘေးမတွေ့ကမ္ဘောဒီးယားနိုင်ငံဝင်ကြီးချုပ်ကြီးလာတယ် no ဖောက်စီမရှိဘူးပြန်လွတ်လာနောက်တစ်ခါအာဆီယံအခုထပ်ပြီးတော့ကိုယ်စလဲအစ်စ်ထပ်ခန့်တယ်တာဝန်ရှိတယ်သူကတာဝန်ရှိတယ်တွေ့ရဟွန်းမဖိတ်ခေါ်ဘေးမတွေ့ဒီဘာမဟုတ်တဲ့တက်တန်းကုန်သွားပြီးတော့ယာယီအိမ်ဆောင်အဆိုးရရဲ့ရက်လောက်ပဲရှိတော့တယ်နော်သူတို့တက်တန်းက၄၅ရှိရအလုံးစုံတက်လာပေါ့အဲ့လောက်ပဲရှိတော့တဲ့အိမ်ဆောင်အဆိုးရဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီးဆိုတာကိုကြတော့ ကတော့ကမျိုးနော်တရောတော့ပါမနေ့9နိုင်လောက်လာပြီညကင်း7နိုင်ရဲ့လောက်2နိုင်3နိုင်တော်တင်ပြန်သွားရတဲ့ခီးစဉ်ကိုအားချင်းစီစဉ်ရတဲ့အကြောင်းရင်းကိုရှားကြည့်လိုက်တော့အခါအခုအင်ဒိုနီးရှားမှာကျင်းပနေတဲ့အာဆီယံနိုင်ငံရဲ့ဝန်ကြီးအစည်းအဝေးဟာ Indo-Pacific Strategy အတွက်ကောမာဗျူအတွက်လည်းလွန်စွာအရေးကြီးတဲ့ကာလဖြစ်တယ်။ Ukraine, Russia, ပြည်ပခတ် ရုရှားရဲ့အာဓမ္မကျူးကျော်မှုကိုခံယူရတဲ့ယူကရိန်းရဲ့ပြင်းထန်သောတံပြန်ဒိုးစစ်တွေအောင်မြင်မှုအပြီးဝင်ရရှိလာပြီးတော့ယူကရိန်းဘက်ကနေပြီး EU နဲ့ American အပါအဝင်ဒီမိုကရေစီနိုင်ငံတွေကအပြည့်အဝတနက်ထောက်ပံ့ပံ့ပိုးပေးပြီးဆွီဒင်နိုင်ငံလည်းပဲဆွီဒင်နိုင်ငံလည်းပဲနေတို့အဖွဲ့ဝင်ဖြစ်သွားဖို့တူရကီကသဘောတူလိုက်တဲ့အခြေပူတင်ကိုယ်တိုင်လည်းပဲသူ့ရဲ့လက်သက်မွေးထားတဲ့เนาะဒီဒီကြီးစား လက်နက်ကင်ပရီကိုဇင်ဖွဲ့နဲ့ပြဿနာတွေဒင်းကျန်ဖြစ်ပြီးတော့ပရီကိုဇင်ကအခုပျောက်နေတယ်။ဘယ်ရောက်နေလဲဆိုတော့တရားဝင်ထုတ်ဖို့ပြောကြနိုင်ဆိုတော့မရှိဘူး။သူ့ရဲ့ strategy တွေအောက်ပြီးတော့သူ့ကာကွယ်ရေးဝင်ကြီးတွေလေတပ်ကာကွယ်ဝင်ကြီးတွေအပါဝင်စစ်ဗိုလ်ချုပ်ကြီးတွေကိုပြန်လည်ဖမ်းဆီးနေရတဲ့အချိန်ပူတင်ရဲ့စစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်ဘယ်ကဘယ်ကဘလို့မှမသိတဲ့လုံခြံတပ်ဖြတ်မှုတွေနဲ့တည်ဆုံနေရတဲ့ကာလတာဝေးပြစ်ဒုံးကြီးယူကရိန်းရှိလက်ဝဲရရှိသွားပြီးရင်မော်စကိုတော်မှာ အသက်ပြင်းပြင်းမရှိဝင်တော့တဲ့အခြေအနေကိုရင်ဆိုင်လာနိုင်တော့တဲ့အထိပူတင်စုပ်ကပ်ကာလရောက်နေတဲ့အချိန်အဲ့တော့တရုတ်ကရုရှားရဲ့မဟာမိတ်အားနဲ့သူရှေ့ကိုပြည်သူဆန်းဖို့ကြိုးစားပြီးမှသူ့အတွက်အခင်းချင်းနေမတရားနဲ့နဲ့တွေ့လို့တရုတ်ဟာဒီပလိုမစီနည်းနဲ့ကမ္ဘာပဋိပက္ခတွေဖြည့်ရှင်းဖို့ပြောင်းရွေ့သွားတဲ့ကာလဒီကာလမှာအာဆီယံနေနဲ့သူ့ရဲ့ပုံသွယ်မိတ်ဖက် EU ဟာဒီပါအကြီးမားဆုံးသူ့ရဲ့ပုံသွယ်မိတ်ဖက် နိုင်ငံစုဖြစ်တယ်ဖွဲ့စည်းဖြစ်တယ်အဲ့တော့ EU နဲ့ ASEAN အတွက်ကိုဆက်သွယ်ရမယ်နိုင်ငံဖြစ်တောင်းဝင်ယူရမယ်တာအချိန်ကျလာတာဟာမြန်မာဖြစ်တယ်မြန်မာကဥဆောင်ပြီးတော့ EU နဲ့ ASEAN ကြားထဲမှာပေါင်းကူဆက်သွယ်ချိတ်ဆက်ပေးရမယ်သူတို့ရဲ့စီးပွားရေးနည်းနိုင်ငံရေးနည်းတွေရရာထနာနဲ့ဥပဒေချက်တဲ့ကိုးကားတွေရမြန်မာနိုင်ငံဟာ EU နဲ့ ASEAN ကြားထဲမှာပေါင်းကူပေးရမယ်တာဝန်ခံဖြစ်တယ်ဒီနေရာမှာဒီနေ့က EU ာဝန်ခံเนาะ EU နိုင်ငံကြီး EU ရဲ့ဒီနိုင်ငံကြီးအစ်မြင့်ကိုယ်စားလှယ်ဂျိုးဆပ်ဘော်ရယ်က EU ဥရောပသမဂ္ဂ EU ဟာမြန်မာအကြမ်းဖက်စစ်ကောင်စီလူမျိုးလုံးသက်ဖြတ်မှုရာဇဝတ်ကောင်เนาะဥပဒေနဲ့လည်းမညီဘဲနဲ့စစ်ကြေးဝန်တွေလည်းဖောက်ပြပြီးတော့ကာကွယ်ဥစည်းချုပ်ဆိုတဲ့ယာရုကိုသူ့ဥပဒေနဲ့သူရယူထားတာမဟုတ်ဘဲနဲ့သူ့အလို့တနက်နဲ့ဓမြတိုက်ပြီးအတင်းအဓမ္မရယူထားတဲ့တရားဝင်မှုမရှိတော့ ကာကွယ်ဦးစီးချုပ်ဆိုတဲ့မင်းအွန်လိုင်းကိုအတိမတ်မပြုတ်ဘူးမှန်တယ်ဘောဥရိနားလေလေ EU တို့ဒီဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ပုံကူတွေကတက်မတော်တည့်ရမှာသူ့စီကံသူ့ဥပဒေနဲ့သူ့နီလန်းရှိရကာကွယ်ဦးစီးချုပ်ယာတို့အကြီးမှုယာတို့ခန့်တဲ့လူကသူ့ဥပဒေနဲ့ညီသူ့တက်တမ်းပြင်တော်တော့ကသူ့ရွေးချယ်ခန့်ခွင့်ရှိသောသူကရွေးချယ်ခန့်ခွင့်ရှိသောအစည်းအဝေးကိုတရားဝင်ကျင်းပပြီတရားဝင်နိုင်ငံတော်ပြန်နှံ့နေတဲ့တရားဝင်ခန့်မှာကာကွယ်ဦးစီးချုပ်ဆိုတဲ့အင်မတန်အရေးကြီးတဲ့စစ်တပ်လက်နက်ကိုင် တပ်ဖွဲ့ကြီးကိုထိန်းချုပ်စီမံခန့်ခွဲပိုင်ခွင့်ဥပဒေနဲ့အညီထမ်းဆောင်ပိုင်ခွင့်ရရှိမှာဖြစ်တယ်။ဥပဒေနားလည်တဲ့မြေပါသမကကကျွန်တော်တို့အာဆီယံနိုင်ငံကခေါင်းဆောင်နေတော့နားလည်မလဲတော့ကျွန်တော်မပြောတတ်ဘူး။တို့တော့ဥပဒေနားလည်မယ်။ဥပဒေကိုလေးစားမယ်။ဥပဒေကိုအတိမတ်ပြုမယ်ဆိုရင်ဥပဒေမဲ့တာဝေးဦးစီးချုပ်ရာထူးကိုရယူထားအောင်နေမကဥပဒေနဲ့မညီတမရကိုဖမ်းပြီးအတင်းတမအာနာသိမ်းထားတဲ့ဖက်စစ်ငရဲခွေးမင်းအောင်လိုက်ကိုလူလူတူတူဆက်ဆံတဲ့အကြောင်းမရှိဘူးလို့ကျွန်တော်ကယူဆတယ် ဲ့တော့ပြောချင်တာကဥရောပသမတ်ကကိုယ်စလေဂျိုးဆက်ဘော်ရယ်ကပြက်ပြက်သားသားထုတ်ပြန်လိုက်တယ်အခုအာဆီယံစည်းဝေးမှာခင်ဗျားတို့အာဆီယံနေနဲ့ EU နဲ့အာဆီယံကြားထဲမှာကိုယ်စလေနိုင်ငံဖြစ်မြန်မာကိုရွေးချယ်ရမှာဖြစ်တယ်အဲ့တော့မြန်မာကိုရွေးချယ်ရမယ်ဆိုရင်ကျွတ်တို့ကဖက်စစ်ကောင်စီကိုအတိမတ်မပြုဘူးပြီးတော့ဒီနေ့လည်းထပ်ပြီးတော့ထပ်ပြောတယ်စစ်ကောင်စီကိုအတိမတ်မပြုပြုမှာမဟုတ်ဘူးနော်လို့ဒီနေ့ထပ်လောင်းပြောကြပါတယ် ဘာလို့ရမလဲအစည်းအဝေးမပြီးခင်အာဆီယံအနေနဲ့မြန်မာမှာဖြစ်ပေါ်နေတဲ့အစိုးရနှစ်ရက်ရှိအစိုးရနှစ်ရက်လို့တို့ထင်တာတကယ်တကယ်ပြည်သူတွေအရပြောရင်အစိုးရနှစ်ရက်ဖို့ဘူးပြည်သူရွေးချယ်တင်မြောက်သောမျိုးသားညီညွတ်ရေးအစိုးရနဲ့ပြည်သူတရလုံးရဲ့ဂုတ်ကိုခွာစည်းပြီးနိုင်ငံတော်တွေကိုနိုင်ငံတော်ပိုင်းပစ္စည်းတွေကိုဓမြတိုက်မဲ့တခိုးဓမြမရိမူရရာစာအဲ့ဒါမှလူမျိုးတုံးတက်ဖြတ်မှုရာဇဝတ်ကောင်မင်းအောင်လှိုင်ဦးဆောင်သောမရိတက် ဒါပဲအစိုးရမဟုတ်ဘူးဒါနှစ်ခုတည်းကအာဆီယံနိုင်ငံအစိုးရအဖွဲ့ခေါင်းဆောင်တွေကဘသူကိုမြန်မာကိုစားပြုအစိုးရအဖြစ်ရွေးမလဲအချိန်သတ်မှတ်ကန့်သတ်ချက်ရောက်သွားဒီခင်းချင်းတွေကိုဒီရက်ဒီကာလမှာဒီလိုအာဆီယံအနေနဲ့ EU ပါဝင်နိုင်ငံတကာကတောင်းဆိုလာတဲ့တဖြည်းဖြည်းဥပဒေနဲ့ညီတောင်းဆိုလာတဲ့အာဆီယံအသိမှတ်ပြုရမှာလေမြန်မာဘာလို့ဒေတာရင်းကိုဒေတာရင်းမှာဖြစ်တဲ့ပြဿနာကို မြန်မာပြည်ကိုမြန်မာအစိုးရအဖြစ်နန်နူဂျီကိုတိမှတ်ပြုပြီဆိုပြီးတော့ EU ကဟိုအဝေးကလှမ်းကြေညာရတာတဲ့ခုဒီနေ့ကြီးတို့နားလည်တော့တည်တော်လည်းပဲယုံနေတော့ဖွင့်ဆိုပေးထားပြီ EU ဖက်မှာယုံနေအများကြီးအမေရိကန်နိုင်ငံမှာလည်းယုံခန့်နေရှိပြီတိုးတော့အာဆီယံကဥပဒေကိုပဲနားမလဲတာလားနော်ဒါမှမဟုတ်ပဲပေါင်းစားလောင်းစားနေလို့လားဒါမှမဟုတ်ပဲသူတို့ကိုယ်တိုင်ကစစ်အာဏာရှင်ဖက်ဆစ်ဝါဒကိုအားပေးနေခဲ့လို့လားဒါမှမဟုတ်ဖက်ဆစ်အကြမ်းဖက်ကောင်စီက စိုးစိုးရဲရဲတွေထပ်လို့လာနေပြည်တော်အထွက်စစ်ဗိုလ်ချုပ်ကြီးရန်တန်းတော်မိုင်းခွဲတိုက်ခိုက်ခံရသူတို့တို့ကလုံခြုံမှုလုံးဝမရှိတော့ဒီဖက်တာတွေတက်ကထွက်ပြေးတဲ့လူတွေအမြောင်များတည်တဲ့လူကလည်းဟောချင်းဟောချင်းစိတ်တက်ခွန်အားတွေဘာမှမရှိတော့ယုံကြည်မှုတွေမရှိတော့ဘာလို့ဆိုစီစီကန်စီနီကန်အကုန်ချိုးပေါက်ပြီးဓမြမရိလူရဲ့တပ်ဖြတ်နော်တကယ်ရာဇဝတ်ကောင်တွေအုပ်စုစုဖွဲ့ဖြစ်ပါတယ်အတွက်ကြောင့်သူတို့ကြာဆောင်ငန်းကနှီးသွားတယ်မျိုးစစ်မမှန်ပြင်မတန်ဘူးဆိုတဲ့အကြောင်းပေါက်လာကြလဲအကြောင်းမရှိဘူးအဲ့တော့အခုအာဆီယံကအခုဒီ ိုင်ငံခြားရေးဝန်ကြီးများထိပ်သီးအစည်းအဝေးမှာတစ်ဆင့်ကမ္ဘာနဲ့ EU ကတောင်းဆိုလာတဲ့ဥပဒေနဲ့အညီမြန်မာကတာဝန်ယူရမယ့်ခန္ဓာမှာမြန်မာအစိုးရဘယ်သူ့ကိုအတိအမှတ်ပြုဆုံးဖြတ်လဲ။ဒါကိုမင်းအွန်လိုင်းအကြံဖက်ဖက်စစ်ကောင်စီရဲ့နိုင်ငံခြားရေးဌာနကြိုသိကြိုသိတော့ဒီရက်ကာလမတိုင်ခင်မှာဘလူကလပန်ထိုးနိုင်မလဲ။အခုဒေါ်စင်မအောင်ပြောတဲ့နော်ဒဇာကန်ဒီပလိုမစီကို host diplomacy ကိုဖန်တီးလိုက်တာ ဖန်တီးလိုက်တာအဲ့တော့ထိုင်းနိုင်ငံသားကြီးဝင်ကြီးဆိုတဲ့အသက်ကြီးကြီးအဖိုးကြီးကိုလည်းတနာပါတယ်ဟွန်ဆန်ကိုလည်းတနာခဲ့ပါတယ်တနာခဲ့တာတွေကိုကျွန်တော်တို့တနာလိုက်လို့မရဘူးအခုဖက်စစ်မင်းအွန်လိုင်း twist ထုတ်လိုက်တဲ့ဓာတ်ရိုက်ပြောတာလည်းမဟုတ်ဘူးနော်နိုင်ငံထိုင်းနိုင်ငံသားကြီးဝင်ကြီးကအသုံးချခံဘောကရောက်သွားတယ်သူပြောတာကဒေါန်ဆန်းစုကြည်နဲ့တွေ့တယ်ပြောဆိုချက်တွေကိုနိုင်ငံတိုင်းဝန်ကြီးအစည်းအဝေးမှာထုတ်ပြန်တင်ပြဒီလောက်ပဲသူပြောတယ်ကျမ်းပါတယ်သူကျမ်းပါစေကြောင်းမျှော်လင့်လို့အမြောက်များရှိဒါပေမဲ့ ူကပဲပြောတရောင်ရောင်နဲ့တစ်ချိန်ထဲမှာထွက်လာတာကဂျပန်အခြေစိုက်ပတ်စံပေးရင်ဘာမဆိုလုပ်မယ်ဆိုတဲ့သတင်းဌာနတစ်ခုကိုဒီလိုမျိုး PDF နဲ့ NUG အကြမ်းဖက်ကိုကိုမထောက်ခံပါဘူးသိလဲမသိပါဘူးအနောက်ကအနောက်ဥစုကထောက်ပံ့ပေးထားတာပါဆိုတဲ့ sentence ပါတဲ့သတင်းတက်အဲ့ဒီအကြောင်းအရာအဲ့ဒီလေးသံဟာလွန်ခဲ့တဲ့တတိလောက်ကလေးကဇော်မဲလုံးတို့အုပ်စုတွေက ဒေါ်ဆန်းစုကြည်ဒီလိုပြောစီခြင်းနဲ့ဆိုတဲ့အကြောင်းကျိုဝီဟက်စ်အနေနဲ့တရင်သာရှင်းလင်းပွဲတွေမှာကျိုပြောခဲ့တာကိုတတိယမှာသူတို့အဲ့လိုပြောစီခြင်းနဲ့အရင်သူမနိုင်တော့သူမနိုင်တော့သူတို့ငွေတဲ့မြောက်သူတို့ပြန်ခြောက်တယ်လို့သူတက်ဖွဲ့ကပဲသူတို့ပြန်ခြောက်နေတယ်ဟုတ်ကအဲ့တော့မနိုင်တော့သူကာစီယန်လေးအစိုးရတည့်ကိုအတိမတ်ပြရတော့မဖြစ်မနေအတိမတ်ပြရဖို့အကင်းကျင်းနဲ့ခြေနေတဲ့ရလာအရှိတီမောကာစီယန်ဖွဲ့ဝင်နိုင်ငံဖြစ် ရလေလံသူဖြစ်အတိမပြူပြီးလည်းဖြစ်တဲ့အရှိတီမိုးနိုင်ငံအစိုးရဖွဲ့သူ့အစိုးရတက်တက်ပွဲခန်းနာမှာတရုတ်ဝင် energy နိုင်ငံကြီးဝင်ကြီးနဲ့ဖွဲ့ကိုဖိတ်ခေါ်ပြီးအစိုးရချင်းဆက်ဆံရေးတိစောက်အာဆီယံအခုလာတော့မယ်သူတို့အရှိတီမိုးတော်ဆက်ပြီးအတိမပြူပြီးအမေရိကန်နိုင်ငံတို့ပါဝင်နိုင်ငံတော်တော်များများမှာရုံးခွဲတွေဖွင့်ထားပြီးပြည်သူထောက်ခံမှုကလည်းအပြည့်အဝရရှိလို့နှစ်နှစ်ကျော်ကြာတဲ့အထိအေအီတီနဲ့ကျွန်တော်တို့တဖြည်းဖြည်းတိုးမြင့်လာတဲ့ခုခံစစ်ကနေခြေမုံစစ်တီကိုကျွန်တော်တို့ချီကပ်လာနိုင်ပြီး နေပြည်တော်ကိုတော့ချိန်ချုပ်နိုင်ပြီနော်မြို့ပြကွက်ကွက်လေးပဲအုပ်ဆိုးနိုင်တယ်ဆိုတော့နိုင်ငံတကာကထောက်လိုင်းရန်ရည်အကောင်းကောင်းသိပြီးတို့တို့ရွေးချယ်ရတော့မြန်မာအစိုးရအဖြစ် NUG ကိုတတ်မှတ်မှာလားအဲဒါကိုသိလို့ NUG ကိုတတ်မှတ်ခြင်းမပြုနိုင်အောင်လုပ်လို့ရမယ်တခုတည်းသောအကွက်ကတော့အိုမင်းမစွမ်းထိုင်းနိုင်ငံရဲ့ဝင်းကြီးကိုချက်ချင်းခေါ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်တွေ့တရားအောင်ဖန်တီးပြီးရင်တို့ပေးခြင်းနဲ့ message ကိုနိုင်ငံကာကိုတရင်လိန်ကိုထုတ် နိုင်ငံတကာကသတင်းတကြမရနိုင်တဲ့လူလူနဲ့အခုလိုတော်လိုင်းကြီးဖွဲ့တဲ့ကတော်လိုင်းကြီးလေကြုံစီးတဲ့ကိုပိုင်ခံယူချက်ယုံကြည်ချက်ရက်တိချက်နဲ့ရင်းရင်းမှုမရှိတဲ့တစုတစ်ဖွဲ့ကိုလက်နဲ့ချသွားစိတ်နဲ့ကြသွားအရှုံးပေးခြင်းစိတ်တွေပေါ်သွားတစ်လုပ်လိုက်ပြီးတော့ကြီးမားကျယ်ပြန့်တဲ့လိင်လယ်မှုနဲ့စိတ်တဲ့စစ်စင်ကြီးတခုကိုလှုပ်လှက်တာသာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကတော့အာဆီယံနိုင်ငံနိုင်ငံကြီးဝင်ကြီးဆိုတဲ့လူအလုံးဟာလည်းဘိန်းနေုံနေမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်။ အာဆီယံနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိတဲ့သူတွေအားလုံးဟာဥပဒေတွေနားမလည်တဲ့လူတွေမဟုတ်ဘူးလို့ယုံကြည်ပါတယ်။ဖက်စစ်ငရဲခွေးကျွန်တော်တို့မင်းအောင်လိုင်းရဲ့တရားမဝင်လို့ရက်တယ်ဥပဒေမဲ့လို့ရက်တယ်လူမျိုးလုံးတပ်ဖြတ်မှုလို့ရက်တယ်အခုဆိုရင်သူ့အောက်ကလက်ပါစီတွေဟာမျိုးကုံသားသမီးတွေဖန်းစီရဲဆဲဆဲအုပ်စုဝင်မရင်းချင်းဝလစ်စလစ်လမ်းပေါ်မှာစွန့်ပစ်တဲ့အထိရုံမှရိုင်းစမ်းမှုတွေကျူးလွန်လာတာလေလူဆိုးလူမိုက်လူယုတ်မရင်းလူသက်အလောင်းဖြောက် လူရဲ့ဓမြတိုက်မူရဲ့ယာစာအုပ်စုငရဲသားတွေကိုအစိုးရတရားဖြစ်အတိမတ်ပြုရလောက်အောင်အာဆီယံနိုင်ငံကခေါင်းဆောင်များဟာနှုံနဲ့သူများမဟုတ်ဘူးလို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒီအတွက်ပြည်သူအလုံးဟာလက်ရှိဖြစ်နေတဲ့ဂျင်းနဲ့ကြက်ထဲကိုရောက်လာတဲ့ဖက်စစ်ငရဲခွေးမင်းအောင်လှန်ရဲ့နောက်ဆုံးမိတော့ဟုတ်ကနေထတော့တဲ့ပုံမှာလိန်တက်တဲ့လူညာတက်လူရဲစစလူတိုင်းကိုတတ်နေတဲ့လူဗျာနော်တိုင်းလုံးတစ်ပြည်လုံးပတ်ပြီးဘုံကျဲနေတဲ့လူသက်ကောင်ကဗျာ ဘယ်တော့မှအမှန်တရားမပြောခဲ့ဘူးတဲ့ဇော်မဲလုံးလိုလူလိန်အစိုးရအစိုးရအဖွဲ့တည်း PSC ကမှန်ကန်ဖြောက်မှတ်တဲ့စကားတခွန်ထွက်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်စရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့အားလုံးအခြေအနေတွေကိုကောင်းစွာသိရှိပြီးလိန်လေလေဖြားမှုအောက်မှာအတွေးမှောက်မသွားဖို့ကျွန်တော်အစိုးရအဖွဲ့ဆောင်ရွက်ချက်တွေကိုသူမသိဘူးထောက်ခံဘူးအဲ့ဒီသတင်းဌာနတစ်ခုရဲ့ထုတ်ပြန်ချက်ကနေပြီးတော့ပိုလိတကျော်တန်တမန်နေဂျာ အကြီးကြီးစဉ်းစားရတဲ့ပုံစံမျိုးထိဖြစ်အောင်စိတ်ထဲစဉ်းစားပြီးအကြက်ဖက်စစ်တပ်ဖက်ကလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံသားကြီးဝန်ကြီးဖက်ကတန်တမာအဆင့်ထိတ်ထိတ်တန်းရရှိကြည့်တဲ့အဆင့်တွေးဆဆိုးနွေးဖက်ကတဆင့်ဒေါန်ဆန်းစုကြည်အဲ့ဒီလိုပြောလိုက်တယ်ဆိုတဲ့မှတ်ချက်စကားကိုတိတိချာချာအတီးပြူစကားထွက်မလာပဲဒီဘက်ကပြန်ကြားရေးဝန်ကြီးဇော်မဲလုံးတို့နဲ့ဆက်သွယ်ရှိတဲ့ဂျပန်နိုင်ငံကခါဇား တင်းဌာနတစ်ခုကပဲထုတ်ပြန်တာလို့ကျွန်တော်တို့တွေ့လဲရမှာဒါပေမဲ့နောက်လျှောက်စက်တိုက်ဆိုလိုပဲအစီဖက်စစ်ဂျမ်ဖက်စစ်တပ်တွေရဲ့ဝါဒဖြန့်ချီရန်နေရာတွေဖြစ်တဲ့ Telegram နဲ့ဝေါ်မအုပ်စုများထဲမှာတွင်တွင်ကြွကြွချိန်သားကကြကြပြက်ပြက်ဖြန့်ချီလာတာကတော့ဒေါ်ဆန်းစုကြည်ကိုယ်တိုင်ကမင်းတို့ PDF တွေကိုမထောက်ခံဘူးမင်းတို့ NUG ကိုသူလက်မခံဘူးလို့ပြောလာပြီးတွေ့လာဂျပန်နိုင်ငံသတင်းဌာနကြီးတော့ပါလာပြီးတွေ့လာတော့ PDF တွေလက်နဲ့ချပါ င်တို့အထက်ကိုလင်းဝင်လာပါအစသဖြင့်တွင်တွင်ကြွကြွအဲ့ဒီမှာပဲချိန်သားကြိုက်ပဲ PDF ဒီဝင်လာပြီးတွေ့လာမျက်နှာအုပ်ထားတဲ့လူငယ်တချို့စကားတွေပြောနေတဲ့ပုံကြီးလက်နှချလာဆိုရဲလင်းဝင်လာဆိုပုံရင်းတွေတပြိုင်တည်းတစ်ချိန်တည်းဟန်ချက်ကြီးတို့ဆောင်ရွက်ပါတယ်ကျွန်တော်ကတို့ရဲ့နှစ်ချက်ကွက်ကနေအစ်စ်နှိမ့်သွားတဲ့ငါမူးကွက် strategy ကို view ဟာကိုကျွန်တော်ပြုံးပြပြနဲ့ကြည့်နေပါတယ်ဩဒီကောင်ကြီးခုတည်းကလေဆောင်းမတ်မရှိသေးဘူးအထူးသဖြင့် စစ်တကသူ30ခွန်ကဆင်းတယ်ကျွန်တော်နဲ့တစ်ခွက်တစ်ခွက်တဲ့နော်ကျွန်တော်ကတဆု၈သူကတဆုခွန်ဇော်မဲလုံးကြီးစောက်မှတ်လည်းမရှိသေးဘူးလို့သူတို့ကသူတို့ပိုင်လာပြီပီလာပြီပေါက်လာပြီအားပြီးတော့မြောက်လာပြီလို့ထင်နေတယ်စောက်မှတ်လည်းမရှိသေးဘူးလို့ဟိုနန်းနေဖုန်ကြီးကြောင်းနော်ပအိုတိုင်းသားတွေကိုရဲဆဲဆဲတက်ဖြတ်ပြီးတော့ PDF တွေလုတ်တယ်လို့လက်ညှိုးထိုးလွှဲချဖို့ပေါက်ချီမှာပြပြရည်နဲ့ ဲမင်းတို့တတ်လိုက်မင်းတို့ရှင်းလိုက်ရှင်းမင်းတို့တဆုထုတ်ဆုတ်မင်းတို့ဆုတ်တဲ့အချိန်မှာငါတို့လေကြောင်းကကျဲမယ်ဒီချိန် PDF တွေဝင်လာတဲ့အချိန်နဲ့အန်အန်နာကိုက်ဒီကောင်တွေတတ်တယ်ဆိုပြီးငါတို့ကဘာကိုပုံမှန်ရိုက်မယ်လှုပ်တာတော့တကယ်ကြီးမားတဲ့ဟိုစစ်စင်ကြီးပုံစံမျိုးနဲ့စိတ်သက်စစ်စင်ကြီးအဆင့်ထိပိုတိုင်းတိုင်းနဲ့ Granny တွေကြားထဲမှာအကြီးကျယ်တွေးကွက်တော့ PPE နိုင်ငံတကာကိုလည်း PDF တွေကိုအကြမ်းဖက်ဖြစ်ဖြစ်အောင်ပုံဖော်နိုင်ဖို့အဲတစ်ဖက်ကလည်းအချက်ခုတ်၅ချက်ပြတ်ပိုတိုင်းသားတွေကိုလည်း သူတပြည့်ဥအောင်ခန်းတီတို့လိုမျိုးယူသားတယ်တို့တော့မလဲဘူးမလဲပဲဘူးဘာသာရေးကိုကန့်ဆိုင်တယ်တို့တော့ဘာသာရေးအစီနှစ်အမှန်ကိုမသိဘူးအဲ့ဒီလိုလူမျိုးတွေကိုကုတုံးလုပ်ပြီးပိုတိုင်းသားတွေကိုဆက်အနာရှင်လက်ကုံးတောင်မွေးများဆက်အနာရှင်ခိုင်းဖက်တိုင်းသားပြည်သူစစ်များဖြစ်ဖြစ်လာနိုင်ဖို့အတွက်သူကခရီနီနဲ့တွေးခွဲဖို့အတွက်တွေ့လားမင်းတို့ပိုးတွေကိုခရီနီပြတ်တတ်တာလို့ဖို့ပြီးပြီးရီရီတော့သူတို့စူးစမ်းခဲ့လိုက်တယ်တို့တော့ လိဂျင်တွေဝင်ရုပ်ရှင်လေးနာမည်ကြီးခဲ့တယ်လို့ပါပဲရှေ့ကတသလုံးဖုံးသမျှကုန်းတော့မပေါ်ရှေ့ကဖုံးနောက်ကပေါ်အဲသူတော့ပြပြငားမှုွက်မဟာပြောနဲ့လွှတ်လိုက်တာပဲပေါ်လာတယ်အဆောင်မမရှိဘူးလို့ကျွန်တော်ထပ်ပြောအခုလဲတခါဒေါ ን ဆန်းစုကြည်ကဘယ်လိုပြောပါလဲဘယ်ဟာပြောပါလဲနော်မင်းတို့ PDF တွေကိုမထောက်ခံဘူးတွေ့လားတွေ့နေချင်ချင်ဝါရဖြတ်ကဲတစ်ဖက်လည်းနဲ့ကျွန်တော်တို့ကဟိုစဉ်းစားကြည့်အောင် စဉ်းစားကြည့်။ကဲဒေါအောင်ဆန်းစုကြည်ကတကယ်ပြောခဲ့တယ်မှန်။ PDF တွေလည်းသူလက်မခံဘူး။ Energy ကိုလည်းအတိမတ်မပြုတ်ပါဘူးလို့ဆိုရင်ဘာကြောင့်ဆက်ချုပ်ထားကြလို့ဒီလေ။ကျွန်တော်ကဒီနေ့ကိုအာဇာနည်နေ့ကိုစောင့်နေတယ်။တကယ်တမ်းသာဒေါအောင်ဆန်းစုကြည်ဒီစကားကိုပြောခဲ့တယ်ဆိုရင်သိကြတဲ့စေအိုစုကသဘောတူကြည်ပြူစွာနဲ့အမကြီးကျွန်တော်တို့မှာယူပြီးတော့နှစ်နှစ်လောက်ဖမ်းမိတာလေခွင့်လွတ်ပါ။မကြီးကျွန်တော်တို့အခုဒုက္ခပေးနေတဲ့ PDF တွေအတိမတ်မပြုလို့ပြောလိုက်ခြင်းအပြင် ကျွန်တော်တို့ဟာကမ္ဘာလယ်မှာလုံးဝထွက်သက်တည်နေနေကုန်းချော်ရမယ့်ကာလအနေနဲ့အမကြီးရဲ့ထမင်းချုံအောက်ဝင်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်ရှင်ခွင့်ရပါပြီ ICC ရဲ့ဆွဲရတရားဆွဲမှုတွေလည်းအမကြီးဆက်ကပြီးတော့ဖိပုံးပြီးပြပါအောင်ကျွန်တော်အမကြီးထမင်းစားကိုဆွဲခိုးပြီးတော့ကျွန်တော်တို့မိသားစုတွေရဲ့လာစဉ်မြေဆက်စားမကုန်ခိုးရတာလေးတွေကိုအကုန်လုံးတော့ပြန်ပြီးပါနဲ့သဘောတူကြီးနိုင်ပြီးတော့ကျွန်တော်တို့နေကုန်းလေးပေးပါခင်ဗျာဆိုပြီးတော့ဒုံစန်းစုကြီးကိုဆွဲထုတ်လာမှာဟာအเจ้าမျိုးနဲ့လူချင်းချမ်းသာပေးပြီးတော့ကာစားနေနေခန်းထဲမှာနေရင်တော့အစင်းကြီးနဲ့ပေးတက်ခိုင်းပါလေ ဟုတ်ဆိုတော့ဘုံစံပြအဲ့လိုပြောခဲ့ပြီဘူးဗျာဒီတဲ့ကောင်းတယ်တပည့်သူကလည်းသူ့ကိုဘာပြောပြောတစုံတရာတော့အဒေါ်စံစီဒီလိုပြောသလားတော်လိုင်းကြီးကဒီလိုပြောသလားတကယ်ပြောခဲ့တယ်ဆိုရင်တော့ဒေါ်စံစီလည်းသူပြောခဲ့တဲ့စကားရှိတာဟုတ်တစ်ချိန်ညရင်ပြည်သူတွေကျမကိုတဲ့ဆန့်ကျင်လာကောင်းဆန့်ကျင်လာနိုင်တယ်လို့သူကပြောထားခဲ့ခြင်းရှိတာဟုတ်ရှိတော့ကျွန်တော်လုံးဝတန်တရားနဲ့အင်းဒီနေ့ဒေါ်စံစစ်ကြည်တာမေစုတာအာဇာနီနီခန္ဓာကိုတက်လာတယ်စစ်ခွေးတွေကထိထိကကနဲ့ဝိုင်းမှုပြီးအမကြီးခမရအမကြီးခမရဆိုဘေးကနေပြီးတော့ ်ချန်ရန်ခစားပြီးတော့ဗျာထွက်လာရင်တော့ဟင်းမေစုပြောခဲ့တာဟုတ်တော့ပါရဲ့သွားပါပြီမတို့ထပ်ပြီးတော့စူးစမ်းကြရတယ်တော့အများကြီးလိုသေးတာပေါ့လေဆိုပြီးတော့ကျွန်တော်ကအာဇာနည်နဲ့ခန္ဓာဆိုတဲ့အောင်ကျွန်တော်စောင့်ကြည့်တယ်အခု no အဲ့တော့ဇော်မဲလုံး37ကဇော်မဲထွန်းဇော်မင်းဇော်မင်းထွန်းနှစ်ချက်ကွဲစောက်ရှစ်မရှိပျက်စီးသွားပါလေဆိုတဲ့အကြောင်း Telegram channel တွေကဖင်ဟောင်းလောင်းဖြစ်ကုန်ပါပြီဆိုတဲ့အကြောင်း အာဇာနည်နဲ့အခမ်းအနားပြီးဆက်ပြီးတော့ဒေါန်းစန်းစုကြီးကိုချုပ်ထားခြင်းဟာကျွန်တော်ပြုဝင်လင်းသုံးသပ်ရင်ဒေါန်းစန်းစုကြီးရဲ့အသက်အန္တရာယ်တော်မှစိုးရိမ်ရတဲ့အထိဖက်စစ်ငရဲခွေးတို့နောက်ဆုံးထပ်ပေါက်ပစ်ပြီးတော့နော်လို့ဆိုဆုံးအခုနေပြီးတော့ဥတီချိကန်နေရဆိုတဲ့ PDF တွေနေရာတိုင်းမှာနေပြီးတော့ပတ်လည်မှာရောက်နေတယ်တိုက်ခိုက်ဖို့အတွက် tech MOD နဲ့စီးအချိန်ဝင်ရှာတွေစနစ်တကျညှိနှိုင်းနေတယ်ဒီအချိန်မှာ PDF တွေတိုက်ပါတယ် PDF တွေပြစ်ပါတယ် PDF တွေခွဲပါတယ်ဆိုပြီးတော့ဒေါံစန်းစုကြည်ရှိတဲ့နေရာကိုဖက်စစ်ခွေးတွေကိုယ်တိုင်မိုင်းခွဲတာအမြောက်နဲ့ပြစ်တာဒစုံတရာလုတ်ပြီးတော့ PDF တွေလမ်းပြစ်လို့ဒေါံစန်းစုကြည်ပွေလွန်သွားပါတယ်ဆိုတော့အမတန်ဆိုးရွားယုံညံ့နောက်ဆုံးကြတယ်နော်အဆုံးသက်ကစားကွက်ကိုမကစားမိဘူးကျွန်တော်ဆူတောင်းပါတယ်ညှော်တင်ပါတယ်အဲ့လောက်ထိ အတွေးတင်ညံတိန်လိမ့်မယ်လို့မမျော်လင့်ပေမဲ့အက်စစ်ခွေးတွေမလို့ရဲတာဘာမှမရှိဘူးလို့ကြွေးကြော်ထားခဲ့တာမဟုတ်လို့မင်းအွန်လိုင်းကိုယ်တိုင်ဓမြဘိုးကိုယ်တိုင်သူမလို့ရဲတာဘာမှမရှိဘူးလို့အသိဉာဏ်မဲ့တယ်နော်သူ့လောက်မြန်တော်တဲ့လူမရှိလို့တကာကိုဦးစီးကျော်ရာဒီကြီးကိုဆက်ယူရပါတယ်ဆိုတော့စောက်ရှက်မရှိတဲ့သူ့လောက်ယူတာဖြောင်းမှုမရှိပါဘူးလို့တက်ရှိမှပြောဆိုနေပြီသူ့လောက်ချမ်းသာတဲ့လူမရှိတဲ့စစ်အရာရှိစဉ်းစားကြည့်ယူတာမှတော့ချမ်းသာမလား သူ့လစာပါရှိပါလေအဲ့လိုမျိုးလုံးဝအချက်တရားအကြောက်တရားဂုံးသက်ကတရားကင်းမဲ့တဲ့ဖက်စစ်ဓမြပူတယောက်လက်အောင်မှာမေစုကိုပူပန်ဆိုးထိတ်ပါတယ်ဆိုတဲ့အကြောင်းမေစုကဒီလိုပြောခဲ့လीမလားဆိုပြီးပူပန်နေရဲ့ PDF တက်ဖို့ပဲအားလုံးကိုလည်းသုံးသက်ချက်ဖြစ်တန်စွာ probability ကိုတွက်ချက်ပြပြီးတော့အားလုံးမလျှော်သောဇွဲနဲ့နေပြီးတော့ကိုတိမ့်နိုင်တဲ့အထိနေပြီးတော့တိမ့်ခံမှာကြောက်လို့လေ suspend ခေါ်တိမ့်ဝေ crony တိမ့်ဝေ ကြောက်လန့်နေတဲ့တုံညင်းနေတဲ့ဇာတ်တွေထွက်လာပြီဆိုတာ PDF တက်ဖွဲ့တကူဘလောက်ကြီးလာပြီဆိုတာသူတို့သိနေပြီဆိုတော့အဖြေအဲ့တော့အဖြေဒီအားလုံးကပေါ်လွင်ထင်ရှားလာပြီပြည်သူအားလုံးရဲ့မျှော်မှန်းချက်ပန်းတိုင်အောင်လန့်ဟာလေပြင်းမှာဆင်သွားလို့ထင်ရှားလာပြီဖက်စစ်ငရဲခွေးတွေထွက်ပေါက်ပိတ်တဲ့ပိတ်လာလို့ကြောင်ရကြံရမရကြောင်တော်တော်နဲ့မေစုထမိန်စဆွဲခိုးဖို့စူးစမ်းကြည့်ပြီမဲ့ဟိုကဖုတ်လိုက်တဲ့ငပိရှိတယ်တော့မထင်တဲ့အတွက်ဘူအာဇာနီနေအခမ်းအနားမှာလည်းကြောက်လန့်တကြားနဲ့သူတို့ပြီးပါပြီတေချာတော့ နေပြီးတော့ကောင်းကင်ရန်တဝိုက်မှာမကြခင်ပြန်ဝဲလာမယ်ကိုဘဲတို့ရဲ့အစီအစဉ်လေးကိုရင်ခုန်စွာနဲ့စောင့်